မန္တလေးတိုင်းမရယာမြို့နယ်ထဲမှာစစ်တပ်ကစစ်ကြောင်၃ကြောင်နဲ့စစ်ကြောင်ထိုးနေပြီးအရတားတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောပါရယ်။အင်အား300ကျော်ပါတဲ့စစ်ကြောင်ကစစ်ကြောင်ထိုးနေတာ၃လဝန်းကျင်ရှိနေပြီဖြစ်ပြီးပြီးခရက်အော်တိုဘာလ၁၈ရက်နေ့ကအင်ကုန်းရွာဘက်ကရွာသားတယောက်ကိုပြစ်တက်ခဲ့ပါသေးတယ်။ အဲ့ဒီစစ်ကြောင်းကကြေးရွာတွေကမထွက်သေးလို့အလောင်းမကောက်ရသေးဘူးလို့ဒေသခံစစ်ပေးရှောင်းတယောက်ကပြောပါတယ်။လက်ရှိစစ်ကြောင်းတွေက အုံမင်းရွာနဲ့တတဥရွာဘက်မှတကြောင်၊မရရမြောက်ချံကျွဲကြရွာဘက်မှတကြောင်နဲ့မရရမြောက်ဘက်တငါတောင်ရွာဘက်မှတကြောင်ရှိနေပါတယ်။ စစ်တပ်ကစစ်ကြောင်းထိုးရင်ဖမ်းမိတဲ့ရွာသားတွေကိုတစားခန့်အဖြစ်ဖမ်းခေါ်ကနောက်တရွာရောက်ရင်ပြန်လွှတ်ပေးတာတွေရှိသလိုမလွှတ်ပေးဘဲဆက်လက်ဖမ်းဆီးခေါ်သွားတဲ့ရွာသားတွေလည်းရှိနေတယ်လို့နောက်ထပ်ရွာသားတယောက်ကပြောပါတယ်။ဒါပြင်စစ်တပ်ကမရရမျိုးနဲ့တဲစစ်ကြောင်းထိုးတဲ့နေရာမှာတက်ခိုက်ရေးလေရင်မျိုးစုပ်အပါဝင်စက်တက်လေးထင်းနဲ့ဒရုန်းတွေနဲ့ပါဘုံကျဲတက်ခိုက်နေသလိုလက်နက်ကြီးတွေအများဆုံးအသုံးပြုတက်ခိုက်နေတယ်လို့ဒေသခံတွေကသတင်းသိရပါတယ်။ လက်ရှိစစ်တပ်ကမရီယာမြို့နယ်အထက်ကိုမြေပြင်ကနေစစ်ကြောင်းအဖြစ်အမှားမန္တလေးမြို့ကနေကုန်းလန်းကရောရေလန်းကပါအင်အားဖြစ်တင်ပေးနေတယ်လို့လည်းသိရပါတယ်ရှင်။